ကဲဒီနေ့တော့ကျွန်တော် unboxing လုပ်ဖို့ဖုန်းလေးနှလုံးရောက်နေတယ်ဖုန်းလေးနှလုံးကတော့ထုံးစံတိုင်းပဲကျွန်တော်ဖုန်းပါပို့ထားပါတော့ဗာဖုန်းတွေလဲဆို Poco F7 Pro ရဲ့နောက်ထပ် ဒီ Poco F7 Ultra ပဲပေါ့နော်ဆိုတော့ဒီဖုန်းတွေကတော့ကျွန်တော် Xiaomi fan တွေဆိုရင်စိတ်မမဟုတ်ဘူး China version အနေနဲ့ဆိုရင် Redmi K80 နဲ့ K80 Pro Redmi K80 ကကြတော့ဒီ Poco F7 Pro ဖြစ်သွားမယ် Redmi K80 Pro ကကြတော့ဒီ Poco F7 Ultra ဖြစ်သွားမယ်ဘာကွာသွားလဲဆိုတော့ battery ပမာဏ K80 မှာ K80 series မှာပိုများမယ်ပေါ့နော်ဆိုတော့ဒီဖုန်းတွေကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါအဲထုံးတန်တိုင်းပဲကျွန်တော် review နဲ့ကူညီပေးထားတာဖုန်းပါနဲ့ပြကူညီပေးထားတာပါဆိုတော့ global phone ဘယ်ဖုန်းပဲဖြစ်ဖြစ်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းပါရဲ့ page မှာတော်ရောက်ဝယ်ယူ upload လို့ရပါတယ်ဖုန်းပါရဲ့ page link ကိုလည်းကျွန်တော် description မှာတက်တွဲပေးထားပါတယ် YouTube မှာဆိုရင်လည်း link ပါချပေးထားပါတယ်ဆိုတော့အရင်ဆုံးဒီဖုန်းရဲ့ဈေးနှုန်းကတော့ကျွန်တော်အလို့မရတော့ဒီမှာပဲစာတန်းထိုးပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီဖုန်းရဲ့ဈေးနှုန်းကတော့ဒီလောက်လောက်ရှိမယ်ဆိုတော့ကျွန်တော်ပြောနေရကြပါတယ် unboxing လေးလုပ်ကြည့်အောင်အဲ pro pro အရင် unboxing လုပ်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့တော့ extra ဆိုတော့နှလုံးဖောက်မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကတော့နည်းနည်းလေးရှေ့ကောင်းရှေ့လေးမယ်ပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲစိတ်လေးနည်းနည်းတင်ကြီးခံပြီးကြည်ပေးပါ ဒါတော့ကျွန်တော်တို့ S7 Pro အရင်ဖောက်တာပါအဘောင်းစင် experience ဘလို့လာမလဲအဲပိုကိုဆိုတဲ့အတိုင်းပဲအဝါရောင် things ကတော့လှရပါတော့ Realme နဲ့ things to do ပဲဆိုတော့အရင်ဆုံးကျွန်တော်ဒီတဲမှာ cover အမဲပါမယ်ဒါတော့ Redmi K80 ကအတိုင်းပဲဗျာဖောက်ရတဲ့ experience ကတော့ဘာမှအများကြီးမပြောင်းလဲသွားဘူးပေါ့နော်ဒီမှာဒီကလေး ကာဗာအမဲစီလီကွန်ပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့အဓိက key spot တွေကိုလည်းရေးပေးထားပါဗျာ။တော့ဘယ်လိုကံတိုဘက်ထောင်းအောင်ပါနော်။ဆိုတော့ဒီမှာအဲအယောင်လေးလှတာ။အာ agent 3 6000 mAh WQHD မှာ 120Hz 50Mbps dual camera with OIS IP68 ပေါ့နော်ဆိုတော့ဒါသူ့ရဲ့အဓိက key feature စေ음ဖုန်းကလုံးဝ flat ကိုမှ ီကင်မရာတစ်ခုလည်းစိုက်ခဲရှိထည့်ထားတယ် flat ကိုမှဆိုတာဒီ rounded h design bevel frame နဲ့ flat k80 เนี่ยဘာမှမကွာသွားဘူးလို့အောင် ပြောလို့ရရပါဘောเนาะဆိုတော့ဒီ f7 မှာ f7 pro ရဲ့ unboxing လေးကတော့ဒီလောက်ပဲကျွန်တော် charging ဝင်နည်းလေးပါထုတ်ပြမယ်ဒီကောင်90 watt ပေါ့เนาะအမ် battery ပမာဏလေဒီ F7 Pro မှာပိုများတယ်7000 mAh ဒါပေမဲ့သူ့မှာ90 watt နဲ့လာမယ် F7 uh, Ultra မှာကျတော့သူက 5300 mAh ထင်တယ်5300 mAh ကိုမှသူက121နဲ့လာမယ်ဆိုတော့ဒီကောင်အားပိုခံမယ်အားသွင်းနည်းနည်းလေးကြာမယ်ဒီကောင်ကတော့အားခံတာဒီထက်နည်းနည်းပိုရောမယ်ဒါပေမဲ့အားသွင်းမြန်မယ်ပေါ့နော်ဆိုတော့ F7 Ultra လေးကိုပါတစ်ခါလေးဖောက်ကြည့်မယ် ပြောင်းပြန်သူလဲပဲဒီမှာ silicon carbon မှာအမဲအောင်ပေါ့နော်ဒါတော့မထုတ်တော့ပါဘူးဘာမှလည်းအများကြီးမထူးစမ်းတော့ဖော်နှလုံးတော့ဖောက်ဆိုပြီးဒီမှာသူကတော့ chipset ပေါ့နော်အဓိကဒီနှစ်ခုရဲ့ qual charger ကခုနက battery ပြီးတော့ camera အပြင် chipset ပေါ့နော်ဒီကောက်မှာကျတော့ tele sensor လေးပါအပူပါလာတယ်အဲ့ဒါမှာ vision boost D7 chipset လေးအပြင်မှာ Qualcomm Snapdragon 8E လေးလိုမျိုး chipset နဲ့လာမယ်ဒီကောင်လေးကကြတော့ Poco S7 Pro ကကြတော့8 Gen 3 chip နဲ့လာမယ်ပေါ့နော်ဆိုတော့အဓိကကွာသွားလေးပေါ့နော်ဒီကောင်လေးကတော့အမဲရောင်နဲ့အမဲရောင်မှာ2တုံးအပေါ်ဘက်က glossy အာအောက်ဘက်ကတော့ဒီ matte finish အဲတူတူပါပဲဒီကောင်လေးကကျတော့ map finish ကအောက်ကအပြိုင်အောင်ဖြစ်နေတော့ map finish က test အဲဘယ်လိုပြောမလဲခံစားရတဲ့ခံစားချက်တော့ရှိတယ်ဒါပေမဲ့ကြည့်လိုက်ရတဲ့အမြင်မှာတော့မသိတာဘူးပေါ့နော်ပြီးမှကျွန်တော်ကွာသွားလေးတစ်ခုထပ်ပြမယ်တတိထားမိရလေးတူကြတော့ကျွန်တော်ခုနကပြောလိုမျိုးပဲဒီမှာ 1n21 နဲ့လာမယ်ဆိုတော့အသွင်းနာဘာညာကတော့ဒီကောင်လေးက f7 extra ပုံမြန်မယ်ပေါ့နော်ခုံပေါ်မှာ okay ဆိုတော့ ကျွန်တော်ပထမဆုံး hand feeling အနေနဲ့သတိထားမိတာကအဲဒီ F7 Pro မှာကြတော့ဒီ flat frame ကိုမှဒီနောက်က rounded edge လေးပြန်မလုပ်ပေးထားဖို့ဗျ rounded edge လေးပြန်မလုပ်ပေးထားတဲ့အခါကျတော့ကျွန်တော်ဒီလိုမျိုးကင်တဲ့အခါမှာအဲနည်းနည်းလေးပို့ပြီးတော့ဟိုနည်းဖြစ်တယ်ပေါ့နော်အဲဒီ F7 Ultra မှာကြတော့ဒီမှာ rounded edge design လေးပြန်လုပ်ပေးထားတယ်ဒါပေမဲ့တခုရှိတာ rounded edge နဲ့ frame နဲ့တစ်ဆက်တည်းမဟုတ်ဘဲနည်းနည်းလေး frame အပြင်ကိုထွက်တယ်ဟိုဒီကောင်းတဲ့ဆိုင်တော့ ဒီ S7 Ultra လေးက hand feel နဲ့တိတိတာလေးပိုကောင်းတယ်ပြီးတော့ကင်မရာ၄ယောက်ကကြတော့음တယ်လီဆန်တာပါရုပ်တက်ဒီ S7 Ultra လေးကနည်းနည်းလေးကင်မရာ၄ယောက်ပိုထွက်တယ်ပေါ့နော်အပြင်ကိုပိုထွက်တယ်ပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်တို့ဒီမှာ setup တပြိုင်တည်းလုပ်ကြည့်လိုက်โอเคยังอยู่เนี่ยมันผิดเลยป่ะ ဆင်ပြေပါတယ်ဆိုဒီ setup လောက်တာလေးကိုကျွန်တော်မြန်အောင် skip လုပ်လိုက်မယ်ဗျာ a few minutes later ကျွန်တော်ဒီမှာအဲ official global version နဲ့ဖြစ်တဲ့အတွက်ကျွန်တော် Google service တွေကဘာညာ setting နဲ့မှတော့ဖွင့်ပေးနေစရာမလိုဘူးเนาะ blog update လုပ်လို့ပြတ်သွားစရာအကြောင်းလည်းမရှိဘူးအသေးစိတ် second to set ရှိဘလို့ AI feature တွေပါလဲတော့ကျွန်တော်ထုံးစံတိုင်းပဲ review ကြမှာပဲပြောပြပေးသွားတော့မယ်အဲလောလောဆယ်မှာတော့ကျွန်တော်အခုကြည့်ရတဲ့လောက်ကအဲ့လေဒီ display ဟိုနေ့လေ ဘယ်လိုပြောလဲဖုန်းတစ်လုံးမှာအမဲအောင်ဖုန်းတွေကလေတိတာရပြတကယ်ဆိုရင်ဒီနှစ်ခုရဲ့ဘဇယ်တွေကတူတူလောက်ပဲဒါပေမဲ့သူ့ရဲ့ဒီဘေးဘက်ကဘဇယ်ကအမဲအောင်ဖြစ်သွားတဲ့အခါကျတော့လေဒီသူ့ရဲ့ဘဇယ်လေးကနည်းနည်းပိုထူရလို့ထင်ရတယ်ဒါကဒီမှာကျွန်တော်ငွေအောင်အပြာအောင်အပြာအောင်မြင်နေရတဲ့အခါကျတော့ဒါကတော့ဘဇယ်ကြီးဒါကတော့ frame ဆိုပြီးတော့ခွဲခြားသိတယ်ဒါပေမဲ့ဒီကောင်းမှကျတော့ဒါဘဇယ်လေးအမဲအောင် frame လေးအမဲအောင်ဖြစ်နေတဲ့အခါကျတော့နည်းနည်းရောသွားတာပေါ့နော်ဆိုတော့ပထမဆုံး display ပေါ့နော် ငါခုလုံးရဲ့ display ကတကယ်ကိုကျန်းတယ်လို့ပြောလို့ရတယ် WTC ဆိုတော့ 2K ပေါ့နော် 2K ကိုမှကျွန်တော်တို့ဒီမှာ display and brightness ရဝင်လိုက်မယ်ဒီမှာ display and brightness demo demo ကျွန်တော် on လိုက်တယ်ဘာကြောင့်လဲဆိုတော့ flicker ထားနေမှာဆိုလို့ပြီးတော့ဒီမှာ full HD full HD သူတော့သုံးပေးထားရဆိုရင်ကျွန်တော် WTC နဲ့သုံးမယ်ပေါ့နော်အဲပြောက်ပါ Okay WTC ဖြစ်သွားပြီအဲပြီးတော့ဒီမှာတက်ဒီမှာ ဟို display resolution အပြင်မှာတော့ dual core virtual တဲ့ခုနကကျွန်တော်ပြောရဲ့ boost ပေါ့နော် chip set ကြောင့် dedicated chip set ထည့်ထားတဲ့ကြောင့်သူ့ရဲ့ chip ဒီ display လေးက F7 Pro display လေးကပိုကောင်းအောင်လုပ်ပေးနိုင်မယ်ပေါ့နော်ဘယ်လိုပိုကောင်းအောင်လုပ်ပေးနိုင်မှာလဲဆိုတာကတော့ frame rate တွေ enhance လုပ်ပေးမယ် resolution တွေ improve ပြောင်းလုပ်ပေးမယ် optimize HDR ပေါ့နော်ဘာညာနော်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ video နှစ်ခု quality နှစ်ခုကိုရှင်ကြည့်ရခါမှာတော့ กว่ามากว่าဆိုတော့ပြောဖို့တော့เนเน่ซ้อသေးတယ်ဆိုတော့ဒီနေရာမှာ display ကတော့ကျွန်တော်음เนเน่လေးกว่าလို့ထည့်ထားလိုက်မယ်ပေါ့เนาะ dedicated chip ထည့်ထားတော့တီးတန်းတီးတန်းအောင်ထည့်ထားရဆိုတော့အကြောင်းမဲ့တော့မဟုတ်ဘူးဒါပေမဲ့သူ့မှာလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီ F7 Pro လို့မှာဆိုရင်ဒီ super resolution လို့မျိုးပါတယ်ဗျာဒါလည်းဖွင့်သုံးလို့ရတယ် AGI enhancement လည်းပါတယ်ဗျာ MMC လည်းပါတယ်ဗျာဆိုတော့ဒါရေဖွင့်သုံးလို့ရနေရဲ့ဆိုတော့သူ့မှာကြတော့ဒီ jewel 6နဲ့ပြန်ထိန်းပေးလိုက်တယ်ဒါပေမဲ့ software နဲ့ ကျွန်းလေးလောက်တာနဲ့ hardware ပါထည့်ပြီးကျွန်းလေးလောက်တာနဲ့ဘယ်ဟာပိုကောင်းလဲဆိုတော့ထုံးတဲ့တိုင်းပဲ review လေးမှစောင့်ကြည့်ပေးပါပြီးတော့ကျွန်တော်တို့ performance ပိုင်းကတော့ပြောနေကြမှာလို့တော့ခုနကကျွန်တော်ပြောခဲ့လို့မျိုးပဲဒီမှာ Quick Quest Snapdragon နောက်ဖုန်းလုံးနှလုံးစလုံးကဒါဒီ S7 Ultra ဆိုရင် 8E Lite S7 Pro ဆိုရင်8 Gen 3 Gen 3လည်း AC 3ပါလေဗျာတိလားဘာမှစိတ်ပူနေစရာမရှိရဲ့ performance တခုဗျာဖုန်းတစ်လုံးမှာတုံးလို့ရရဲဆိုတာအများကြီးပူနေသေးတဲ့ performance မှာရှိတယ်ပြီးတော့ဒီမှာက စက်တင်ထဲမှာဒီ security status ဆိုတာတွေပါတယ်ဗောနော်ဒီမှာတော့မပေါ်သေးဘူး okay ဒါကတော့ဘာမှအများကြီးပြောနေချင်မလို့ Xiaomi Hyper AI နဲ့ Hyper AI ထဲမှာကျွန်တော် Gemini နဲ့ပါတယ်ဆို Gemini setting ထဲမှာ okay ဆိုကျွန်တော်ဒီမှာโอเคဆိုတော့ Sagittarius ဆက်ကြမျိုး feature ဆိုတာလည်းဒီ F7 Pro F7 Extra မှာပါတုံးလို့ရမှာပေါ့နော်ဟို China version တွေမှာတော့တုံးလို့ရများတော့ကျွန်တော်မသိဘူး KAD series ကကျွန်တော်ဆန်းတဲ့အချိန်တော့ Circuit to Search ကဒီလောက်ထိမနေမဖြစ်သေးဘူးပေါ့နော်ဆိုတော့အဲ့အလေးတော့ကျွန်တော်မသိဘူးဒါပေမဲ့တခြား AI feature တွေလည်းအများကြီးပါလာအောင်မယ်အဲကွာတော့ကွာသွားတယ်ဒီမှာဘာပို့ပါလာလဲဆိုတော့ interpreter conversation with AI နဲ့ AI subtitle တဲ့အဲ့နှစ်ခုတော့ပို့ပါသွားတယ်ဒါပေမဲ့လေဒီဟာတစ်ခုရှိတာ ဒီဖုန်းနှလုံးစလုံးကကျွန်တော်အခုမှစပြီးတော့ဘူးတွေရထုတ်တာဖြစ်တဲ့အတွက် software update လုပ်အောင်ပါ software update ဖြစ်ပြီးတော့မှဒီဖုန်းနှလုံးရဲ့ setting တွေဘာညာညီကောင်းညီသွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ကြမှာပဲကျွန်တော်ဆက်ပြောလို့ရမယ်အခုကျွန်တော် performance ပိုင်းလည်းပြောပြီးပြီ display ပိုင်းကတော့ကောင်းပါတယ်ကောင်းတယ်ဆိုတာတော့ကိုပိုတယ်ဗျကျွန်တော်ကတော့သဘောကျတယ်သူ့ display အရှယ်ပဲ ပြီးတော့ကင်မရာဘိုင်းကင်မရာဘိုင်းမှာဆိုရင် selfie ကင်မရာခွာသွားလိမ့်မယ်ပေါ့နော် f7 pro 20 megapixel f7 ultra အဲ32 megapixel ပြီးတော့ကျွန်တော်နောက်ဘက်ကင်မရာမှာဆိုရင်ဒီ f7 ultra မှာ၃လုံး တယ်လီပါပါလိုက်ပေါ့နော်ဒီဘက်ပြီးမှကျတော့ဒီကောင်လေးကကင်မရာမပါတော့ဘူးအဲ50 megapixel main နဲ့8 megapixel ultra wide နှလုံးပါမယ်ဒီကောင်50 megapixel တယ်လီ50 megapixel main 8 megapixel ultra wide ပါလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကင်မရာ setting လေးအရင်ဝင်ကြည့်လိုက်အောင်ကျွန်တော်ခုနကပြောလိုမျိုးပေါ့နော်ဒါတွေကကျွန်တော်ဖုန်းတွေက update မလုပ်ရသေးတာဖြစ်တဲ့အတွက်နောက်ဆုံး final version လို့ပြောလို့မရသေးဘူးအဲအကြောင်းကျွန်တော် review ကြမှာပဲအသေးစိတ်လေးပြောပေးမယ်ဆိုတော့ထပ်ကတည်းကလည်းပြောနေတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကင်မရာလေးကိုဝင်လိုက်ပြီးအဲကျွန်တော်ဒီမှာ portrait ကိုအရင်ကြည့်ကြည့်ကျင်တာပေါ့နော် portrait မှာဆိုရင် mm portrait မှာတော့စကားပြောသွားပြီဗျာ portrait မှာဆိုရင်ဒီမှာ f7 ultra မှာဆိုရင်24 35 60 75 mm ဒီရိုက်လို့ရအောင်လုပ်ပေးထားတယ်ဒီ f7 pro မှာကျတော့ကျွန်တော်24 35ခုပဲရိုက်လို့ရအောင်လုပ်ပေးထားတယ်ဆိုတော့ camera ဘက်ကနည်းနည်းလေးတော့စကားပြောလိမ့်မယ်ကွာလိမ့်မယ်ဗျအဲပြီးတော့ဒီ camera တခြား features အနေနဲ့ကတော့ um features တွေကတော့အဲ portrait မှာပဲနည်းနည်းစကားပြောသွားမှာပေါ့နော်ပြီးတော့ဒီ zoom မှာဆိုရင် ီ F7 Ultra 60အစ60ထိရတယ်။ဒီ F7 Pro ကအစ20ထိပဲရတယ်။ဆိုတော့ကျွန်တော်ပုံလေးတွေနည်းနည်းဆန်းဆန်းကြည့်လိုက်အောင်။ဆိုတော့ main sensor ကနဲ့ပဲကျွန်တော်နည်းနည်းတစ်ချက်အရင်ရှင်းလိုက်မယ်ပေါ့နော်။ဆိုတော့ဒါကတော့ F7 ဟဲ့ one is နဲ့ပဲကျွန်တော်ရိုက်လိုက်ပါမယ်။ဒါကျွန်တော် F7 2ในใจไทยผมมาเนาะฟูตูมาเอสส่วนเมเซอร์จะมาออปติมิซ์ลีเอ่อมากกว่าส่วนเมเซอร์จะมาออปติมิซ์กันมากกว่ามากกว่าส่วนจันโรปอสเทรก้าก็เซนโอเซนเนี่ยได้มาที่มันเออใช่เนี่ยแต่ในนี้เนี่ยส่วนเนี่ยจีนเนาะประมาณตีเซนตัวยามาเทนเราพูดเช่นเนี่ยส่วนจันโรที่มาเอ่อปอสเทรก็ที่มา 60 mm နဲ့ဒါလေးနဲ့ရိုက်ပြလိုက်မယ်။ဘာကွာဝါလည်းသိအောင်။ဒီလားတော့ကအကွာဝေးပေါ့နော်။ဒါ60 mm ။ဒီမှာ portrait ကိုသူ့ရဲ့အမြင့်ဆုံးဖြစ်တဲ့35 mm ။ so ဒီမှာ frame ကွာဝါပေါ့နော်။ဒါပေမဲ့60 mm နဲ့ရိုက်တဲ့ portrait ကောင်တော်တော်ကောင်းနေရပဲဟာ။မစိုးဘူးပဲ။ဆိုတော့ တော်တော်လေးကိုလက်ခံပေးလို့ရတဲ့အနေထားတော့ရှိတယ်။ A7 extra ကင်မရာကွာတာတကယ်တိတာလောက်လောက်တယ်။ကျွန်တော်ဒီမှာကျွန်တော်နောက်ထပ်2.5 photo 2.5နဲ့ရိုက်ပြီးတော့ဟိုဘက်ကအမြင့်ဆုံးဖြစ်တဲ့2နဲ့ရိုက်ပြမယ်။ဒီမှာ2.5ဒီမှာက2อืม ဒီမှာရှင်ကြည့်လိုက်အရန်အဖြေရှင်းသွားပြီဒီမှာဘောနော်သူသူက digital crop zone ဖြစ်သွားတဲ့အတွက်ဒီ days အများကြီးကျော်သွားတယ်ဒီမှာသူကတော့ tele sensor ကိုတုံးလိုက်တာဖြစ်တဲ့အတွက်ဒီ days ကြီးအများကြီးပါလာရပေါ့နော်။ Okay ဆိုတော့ကင်မရာဘိုင်းတွေကတော့မစိုးကျွန်တော်တို့ထုံးစံတိုင်းပဲ audio audio ကတော့တူမှာပါ။အင်းဒီမှာဒါကတော့ F7 Ultra ပါ။ clarity ကောင်းတယ်ဗျလောင်းတော့ဆိုကျွန်တော်နည်းနည်းသိအားမရအောင်တူတူပါဆို speaker တော့တူတူပဲအာအတန် loudness ကိုကျွန်တော်သိအားမရအောင်ဒါပေမဲ့ဒီ window တစ်ခုထဲဆန်းရတာဆိုတော့မမသိချသေးဘူးပေါ့နော် okay ဆိုတော့ battery ကလည်းကျွန်တော်ပြောပြီးသွားပြီဒီကောင်လေးမှာ S7 Ultra မှာနည်းနည်းလေးပမာဏနည်းတယ်9300 mAh အဲဒီ S7 Pro မှာကြတော့6000 mAh ပေါ့နော်ဒီကောင်လေးကပမာဏပုံများမယ်90ဝက်နဲ့အသွင်လို့ရမယ်120ဝက်နဲ့အသွင်လို့ရမယ်ပြီးတော့ဒီ Poco A7 Ultra မှာအားသာချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူက Xiaomi Shield Glass ကိုတုံးပေးထားတာပေါ့နော်သူရဲ့ flagship တွေမှာတုံးပေးထားတဲ့ Shield Glass ကိုတုံးပေးထားတာအဲဒီ A7 Pro မှာကြတော့ Corning Gorilla Glass 7 Eye လိုမျိုးကိုတုံးပေးထားတာဆိုတော့အဲဘယ်ဟာပုံမှာမလဲဆိုတော့ကျွန်တော်အမြင်များဆိုတော့သူဒီအမြင့်မှာတုံးပေးထားတဲ့ဟာကတော့နည်းနည်းလေးပုံမှာမယ်လို့ထင်တာပဲ Okay ဆိုတော့ဒီ Poco A7 Pro နဲ့ Poco A7 Ultra ရဲ့ review အဲ review တော့ဖြစ်ကုန်ပြီ unboxing လေးကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့ဒီဖုန်းနေနဲ့ပတ်သက်ပြီးတော့ဘာတွေသိကျင်လဲဘာတွေကျွန်တော် review ကြရင်ထည့်ပြောပေးစေချင်လဲဆိုတော့ comment မှာဆွေးနွေးပေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ဒီ Facebook post တွေကိုလည်းအဆင်ပြေ like and share လုပ်ပေးသွားလို့ရပါတယ် YouTube မှာကြည့်ရဆိုရင်လည်း subscribe လေးလုပ်ပေးထားဖို့မမေ့နဲ့လို့ပြောရင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ